International ထိထုတ်ပေါက်သွားမယ်ဆိုရဲမြတ်ရတနာဆိုပြည်သူများအလုံးမဲမင်လာပါရှင်အခုဆိုရင်ပြည်အလွန်လာမယ်မြတ်ရတနာဆိုကတော့ Miss Universe မြန်မာ2025ဝင်တာသရဖို့ဆုကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်အဲဒီပေါ်မှာလေပြည်သူတွေကဝန်တာနေကြပြီးအလမဲမြတ်ရတနာဆိုကိုအမျိုးမျိုးဆုတောင်းပေးနေကြပါတယ် Miss Universe မြန်မာ2025 Grand Final ပွဲကြီးကိုဂျွန်ည29ရက်နေ့ကရန်ကုန် မြန်မာအစ်ပေါ်တွင်ကျန်ပါခဲ့ပြီးဝန်နာတရဖူစုကြည်ကိုပြင်းလွင်ကိုစားပြောအလာမဲမြေယတနာဆိုကရရှိခဲ့ပါတယ်။ Miss Universe မြန်မာ2025ပြိုင်ပွဲအချိန်မှာ Miss Universe ပြိုင်ပွဲအချိန်ရဲ့2025အလာမဲအဖြစ်ပြင်းလွင်အလာမဲမြေယတနာဆိုကဝန်နာဆိုကိုလက်ခံရရှိခဲ့ပြီးဟာခါလာမဲစစ်တွေအလာမဲ မိတ်တရာလာမဲတွေကအတီးတီရန်နာအောက်စုတွေရရှိခဲ့တာဖြစ်ပါတယ်။အခုဆိုရင် Miss Universe မြန်မာ2025 Winner Trophy ဆုကိုရရှိသွားပြီဖြစ်တဲ့အလာမဲမြေရတနာဆိုတာအသူအနေနဲ့ International အထိထုတ်ဖောက်ကြိုးစားသွားမယ်လို့ဆိုပါတယ်။အဲကြောင့်လူကိုလည်းပြုံးလွင်ကိုစားပြောလာမဲမြေရတနာဆိုကအခုလိုပဲပြောပြလာခဲ့ပါတယ်။မြေရတနာဆိုကညီမတော် International အထိပါပြင်ဆင်သွားမှာပါ။အခုလိုရရှိလာနိုင်မယ်လို့လည်းမမျှော်လင့်ထားပါဘူး။အားလုံးတက်မှလည်းမတင်ပေါ်ခဲ့ဘူးလေ။ မြန်မာ international အတွက်လည်းလိုအပ်တာတွေစူးစမ်းသွားမယ် international state မှာမြန်မာနိုင်ငံရဲ့အကြောင်းအရာတွေကို speak out လုပ်သွားမယ်ဆိုပြီး အလမဲမြေယတနာဆိုကပြောပြလာခဲ့ပါတယ်။အခုဆိုရင်မေဆူနီဘတ်စ်မြန်မာ2025ဝင်နာသူပစုကိုရရှိရသွားခဲ့တဲ့အပြင်လည်းအလမဲမြေယတနာဆိုကတော့မေဆူနီဘတ်စ်မြန်မာပြည်ခန့်ရခြင်းခံခဲ့ရပြီးဖြစ်ပြီးနိုင်ငံတကာအဆင့်မြင့်ပေါ်မှာတွားရောက်ပြီးတော့ရှင်ပြရတော့မှာဖြစ်ပါတယ်။မေဆူနီဘတ်စ်မြန်မာ2025ဝန်နာတရဖူစုကိုရရှိရသွားခဲ့တဲ့ပြင်ဦးလွေအလာမဲမြေတနာဆိုကတော့တရဖူရရှိရသွားပြီဖြစ်တာကြောင့်သူ့အနေနဲ့ပို့ပြီးတော့တာဝန်ကြီးလာပြီဖြစ်ပြီးဒါမဲ့ပွဲကိုလည်းအကောင်းဆုံး ရှင်းပြရင်သွားမယ်လို့ဆိုပါရယ်။အဲကြောင့်လူကြီးကိုလည်းမြေရတနာစုကခုလိုပဲပရိသတ်တွေကိုပြောပြလာခဲ့ပါရယ်။မြေရတနာစုကဝန်တာဖြစ်ခဲ့လို့အရန်ကိုပြောခဲ့ရပါရယ်။စကားနဲ့တောင်ဖော်ပြလို့မရနိုင်အောင်ပါပဲ။အရန်လည်းကျဉ်းနုခဲ့ရတော့ပေါ့နော်။ international အတွက်လေလိုအပ်တာတွေစူးစမ်းသွားမယ် international state မှာမြန်မာနိုင်ငံရဲ့အကြောင်းအရာတွေ space အလုပ်သွားမယ်ဒီအစုကိုမမျှော်လင့်ဘဲနဲ့ရရှိခဲ့တာပါ အတိုင်းမတည့်ဝမ်းတာပါတယ်ပြန်ပွဲဝင်အကုန်လုံးကပြန်ဖက်တွေလို့တဘောမကြပဲစူးစားပြီးအလုပ်တွေအတူတူလုပ်ကြလို့အခက်အခဲမရှိပါဘူး international ပွဲအတွက်လိုအပ်တာတွေကိုလည်းပြင်ဆင်စူးစားပြီးအကောင်းဆုံးချပြတော့မှာပါဆိုပြီးအလာမဲမြေတနာဆိုကပြောပြလာခဲ့ပါတယ်အခုဆိုရင် Miss Universe မြန်မာ2025 Winner Trophy ဆုကိုရရှိသွားခဲ့တဲ့မဲတရာဆိုကတော့အောင်လျာအားပေးမှုတွေနဲ့အတူတူအကောင်းဆုံးကြိုးစားတော်မှာဖြစ်ပါတယ်။ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနောက်ချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်အဆုံးထိအပီချီရှိမှုတွေ့လေးကျေးဇူးအများကြီးတင်ပါတယ်